ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်မတ်ငွေပါဒေါ်မတ်ငွေငွေဟုတ်ပြီမတ်ငွေပါနော်မန်နီပါအသက်62နှစ်ပါဆရာကြီး62ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီမော်လိုက်ကရွှေလွန်ပါပါစကိုင်းတိုင်းမော်လိုက်ကဟုတ်ပြီမော်ဟင်းငါးဘက်လုပ်ငန်းဟုတ်ပြီမိုးငါးဘက်လုံးငယ်ဆရာကြီးရှင်တဲ့ထမင်းစားရင်တဲ့လေပင်မကြခဏနင်ပါတယ်တဲ့ဟုတ်ပြီ ဘာကြောင့်လဲတဲ့ဘာတွေဆောင်ရွက်ရမလဲသိကြပါလေရှင်ဟုတ်ပြီနင်းနေဆိုတော့မြူချလို့လူလည်းမရတာပေါ့ဟုတ်ကဲ့ဆရာအထဲမှာအကျိတ်တို့ကတို့လည်းရှိနိုင်တယ်ဟုတ်ကဲ့ဆရာဟောနှာသီးရှိတယ်မလားဟုတ်ကဲ့ဆရာနှာခေါင်းမှာနှာသီးရှိလို့လေဘေးမှာလည်းအာသီးရှိတယ်ဟုတ်ကဲ့ဆရာအဲ့ဒီအာသီးရောင်တာလည်းဖြစ်နိုင်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါဘာကြောင့်လဲလို့မေးရင်တော့တည်ကြတာအကြော်နဲ့အဆက်ဟုတ်ကဲ့ဆရာအစားများရင်တည်ကြပေါ့ဖြစ်မယ်ဟုတ်ကဲ့ဆရာကျောင်းဒါအတွက် အကျိုးအဆက်လုံးဝရှောင်ပါဟုတ်ကဲ့ပါအီဂျာကွေးတို့စမူစာတို့ဗရာကျော်တို့မစားတဲ့ဟုတ်ကဲ့ပါဆရာရင်နော်ငရုတ်တိငရုတ်ကောင်းချင်းဆနွဲ့မစလာဟုတ်ကဲ့ပါဆရာရင်နော်အာဘူးရှာဘူးတင်မောတိကျောင်းမာလာရှန်ကောအဲ့ဒါရခလေးလူကြီးစားတယ်ဟုတ်ကဲ့ပါမူလာတန်းကျောင်းအလေတန်းကျောင်းအထက်တန်းကျောင်းတက်ကတူအကုန်ရောင်းတယ်ဟုတ်ကဲ့ဆရာရင်ဈေးတွေတည်းမှာအကုန်ရောင်းတယ်ဆရာပြောတယ်မင်းတို့ယင်ဒီတဲ့စေလာကူတဲ့ အဲ့ဒီပစ္စည်းရောင်းတဲ့ဈေးတဲ့ပေါ့နော်ကိုကုတ္တရာဒီမြလေးပြောင်းလို့ရောင်းပါလားကျမတို့ရောင်းညာသူတို့ကအဲ့ဒါရမလားမေးတာတဲ့သူတို့အကြိုက်သူတို့မေးတာတဲ့အဲ့တော့ကျမတို့လည်းဈေးတယ်ဆိုတော့သူတို့အကြိုက်လက်ရုပ်နဲ့ရောင်းရတာပဲတဲ့အဲ့တော့ရောင်းသူနဲ့ဝယ်သူကဘလို့ဖြစ်နေကြလဲလာတော့သားပြောသူတို့ပြောရင်ပြင်းတူနဲ့ဘူးစုဆိုတာပြင်းတူဘူးစုဖြစ်နေကြတာဟုတ်ကဲ့ဆရာစားကြခံလိုက်ကြ ပေးဆေးဆရာလေးရှိလာလိုက်ကြဟုတ်ကဲ့ဆရာကြီးကုလိုက်ကြရတဲ့ပတ်စံလေးကကုအိမ်သုံးလာတဲ့ဘယ်စီချင်းများနေကြလဲကျမရေးစီချင်းများကျမစီသိကုန်တယ်သူသိဆရာစိတ်ထဲမှာတနာတယ်ဟုတ်ကဲ့ဆရာကြီးဆရာတို့ကအစာလဲဆေးဆေးလေးအစာဆိုတော့ကျမရေးတဲ့ပတ်သက်လို့တော့လေမိဖို့ကြောင့်ကိုဘာလို့ကိုမြင်စေချင်တာလဲစေကန်းလို့မြင်စေချင်စေကန်းလို့မြင်ကြဟုတ်ကဲ့ဆရာမိခင်လောင်းတယောက်အိတ်ရှမတယောက်ဈေးချောင်းလေးဆွဲသွားလို့ ပြန်လာအဲဈေးချောင်းလေးอ่ะဘာချင်းောင်းလေးဖြစ်လာမှာလဲဈေးချင်းောင်းလေးဖြစ်လာကိုမိသားစုတည်းစီးပြန်လာမှာအဲမိဘကြောင့်ကိုစေကန်းလို့မြင်မှာဈေးချင်းောင်းကိုဈေးချင်းောင်းဖြစ်ပြောင်းနိုင်ကြပါစီလို့မြစ်တာလဲပို့တယ်ပြောင်းတတ်အောင်လဲအခုအကြံဉာဏ်ပေးတယ်နီလန်းကောင်းနေပြပါတယ်ဟုတ်ကဲ့ဆရာကြီးလိုက်နာတာမလိုက်နာတာတော့ကိုယ့်ရဲ့တောင်းအောင်ပါဟုတ်ကဲ့ပါဆရာကြီးဆရာတို့ဘက်ကတော့ဆရာတို့အတန်ထွန်းလို့ဝင်တဲ့သူတွေကလည်းပဲ အကုန်ကြခံတဲ့အခြေယူတယ်ထုတ်ထွန်းပေးတယ်ဆရာတို့လာမေးလဲဆရာတို့ကဆိုးဆိုးဆရာအသက်80ပြည့်ရန်နာတော့မေးလို့ပြောလိုက်မိပါတယ်ဟုတ်ကဲ့ဆရာနောက်တော့လည်းပဲကိုပြောမဲ့မပြောတော့လည်းပဲပြောမဲ့လူကရှားလာတယ်ဟုတ်ကဲ့ဆရာအဲ့တော့ပြောနိုင်သေးပြီတော့ပြောနေပါအောင်မေးဟုတ်ကဲ့ပါဆရာလိုက်နာကြပါဟုတ်ကဲ့ပါဆရာလင်းစရာတော့ကျွန်တော်ကြားမှသိပါတော့ဆရာဟုတ် လိမ့်တဲ့ကတော့တနခါလေးနဲ့ကတော့ပဲပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်နေ့တနခါညကရမက်ပေါ်သူမြေအကောင်းဆုံးပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအားလုံးပဲစာဝနာခင်ဘုရားရှင်းကြပါစီဗျာ